အားလုံးပဲမင်္ဂလာပါ Memory Boy YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မွေးပြန်းတဲ့ coffee နံလေးနဲ့စတင်လိုက်ရတဲ့မနက်ခင်းတိုင်းဟာကျွန်တော်တို့အတွက်လမ်းဆန်းတက်ကြွနေတတ်ပါတယ်။သူကမနက်ခင်းတွေမှာလမ်းဆန်းတက်ကြစီလို့မိတ်ဆွေတွေနဲ့စကားဝိုင်းတွေမှာလည်းအမတ်တရားတွေကိုဖန်တီးပေးပါတယ်။ဒါပေမဲ့ဒီ coffee စီလေးတွေရဲ့ခါတက်ခြင်းတွေမှာချိုမိန်နဲ့ခံစားချက်တွေရှိသလိုတမိုင်းတစ်လျှောက်ကခါသီးလို့နဲ့ဇလန်းရှိတွေလည်းကိန်းအောင်နေပါတယ်။ စိတ်ကြောင်းသားလေးတယောက်ရဲ့ရှာဖွေတွေ့ရှိမှုကနေဥရောပရဲ့အသွေးခေါ်တစ်တော်လန်ရေးခေတ်ကိုတွန်းအားပေးခဲ့သလိုတန်ပေါင်းများစွာသောလူသားတွေရဲ့ဘဝကိုကျုံ့ပြုခဲ့တဲ့ခါတိတဲ့သမိုင်းကြောင်းတွေအထိကော်ဖီစီလေးတွေရဲ့ခီးရှည်ကြီးကိုဒီဗီဒီယိုမှာအသေးစိတ်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ Joy YouTube Channel မှာဆိုရင်မိတ်ဆွေတို့စိတ်ဝင်စားစေမယ့်သမိုင်းကြောင်းတွေ၊စောင်းမားတွေနဲ့ခြားဘူးတုဒ္ဒရစရာအကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Like and Subscribe လေးလိုမျိုးတောင်းဆိုနိုင်ပါတယ်။ ဖီရဲ့မူလအစကိုပြောရမယ်ဆိုရင်ကိုရာစုအီသီယိုးပီးယားနိုင်ငံကဒန်နာရီတစ်ခုကိုခြံထားခဲ့လို့မရပါဘူးဒီဒန်နာရီကကယ်ဒီဆိုတဲ့စိတ်ကြောင်းသားလေးတယောက်ဟာသူ့ရဲ့စိတ်တွေကအနီရောင်အတီးလေးတွေပါတဲ့အပင်တစ်မျိုးကိုစားပြီးရဲ့ခါမှာတက်ကြွစွာကကုန်မြူတူးနေကြတာကိုအန်အော်ဒကြီးနဲ့တွေ့ရှိခဲ့ပါတယ်ဒီလိုစိတ်ကြောင့်ကယ်ဒီကိုယ်တိုင်လည်းအဲ့ဒီအတီးလေးတွေကိုမြည်ဆန်းကြည့်တဲ့ခါမှာတော့သူကိုယ်တိုင်လည်းတက်ကြွလန်းဆန်းလာတာကိုခံစားခဲ့ရပါတယ်။ဒီအကြောင်းကိုသူကဒေသခံဖုန်ကြီးကြောင့်အကြောင်းကိုတွားရောက်ပြောပြခဲ့ပါတယ်။ ဖုန်ကြီးကတော့ဒါဟာမန်နဲ့ရဲ့အသီးလို့ဆိုပြီးအသီးတွေကိုမီးပုံထဲပြစ်ထည့်လိုက်ပါတယ်။ဒါပေမဲ့မီးပုံထဲမှာလောင်ကျန်းသွားတဲ့ကော်ဖီစီးတွေကနေမှွေးပြန့်တဲ့ရေနံတွေထွက်ပေါ်လာတဲ့အခါမှာတော့ဖုန်ကြီးတွေကပြန်လဲစိတ်ဝင်စားလာခဲ့ပါတယ်။သူတို့ကမီးလောင်ထားတဲ့ကော်ဖီစီးတွေကိုကြိတ်ပြီးရေနည်းနဲ့ဖျော်တော့ကြည့်တဲ့အခါမှာညာဘက်ဆိုရင်ဖျားစာရုပ်ဖို့အတွက်အိမ်မငိုက်ပဲအချိန်ကြာကြာနိုးကြားနေနေတာကိုတွေ့ရှိခဲ့ပါတယ်။ဒန်နာယီကနေတမိုင်းမှတန်းနေစီကိုဆက်သွားမယ်ဆိုရင်လေကော်ဖီတွေရဲ့မူလဇာတိကအီသီယိုးပီးယားနိုင်ငံကကဖာဒေသဖြစ်တယ်လို့ဆိုရမှာပါ။ 15ရာစုလောက်မှာတော့ကော်ဖီဈေးတွေကပင်လယ်နီကိုဖြတ်ပြီးအာရေဗျာကျွန်းဆွဲအထူးသဖြင့်ယီမင်နိုင်ငံကိုရောက်ရှိသွားခဲ့ပါတယ်။ယီမင်နိုင်ငံရဲ့မိုခါစိတ်ခန်းဟာကော်ဖီကုန်သွယ်ရေးရဲ့ဗဟိုချက်မှဖြစ်လာခဲ့ပါတယ်။အာရက်ကဘာမှာတော့ကော်ဖီကိုကာဝါလို့ခေါ်ပြီးဆူဖီဘာသာရေးခေါင်းဆောင်တွေကညဘက်တိုင်းတရားထိုင်ဝေးပြုရာမှာအိမ်ငှိုက်ပြည်စီဖို့အတွက်အားထားတောက်သုံးခဲ့ကြပါတယ်။အကြခင်မှာပဲကမ္ဘာပထမဆုံးကော်ဖီဆိုင်တွေလို့ဆိုနိုင်တဲ့ ကာဗီခနီးတွေဟာမကာကိုင်ရိုဒမက်စကတ်လိုမြို့ကြီးတွေမှာပေါ်ပေါက်လာခဲ့ပြီးပညာရှင်များရဲ့အကြောင်းတော့ School of the Wise လို့တောင်တင်စားခေါ်ခဲ့ကြပါတယ်။အရက်တိုရဲ့ Coffee လဝက်ကြီးအုံးမှုကိုဘာဘာဗူဒန်လို့ဆိုတဲ့အိန္ဒိယကဖျားဘူးတူကကော်ဖီစီအစိမ်း80ကိုခိုးယူပြီးချိုးပြက်ခဲ့ပါတယ်။ဥရောပကိုတော့ကော်ဖီဟာဗင်းနေမျိုးကကွန်တွေတွေကနေတစ်ဆင့်18ရာစုမှာစတင်ရောက်ရှိခဲ့ပါတယ်။ စာပိုင်းမှာတော့စစ်တမ်းရဲ့ခါသက်တော်တီထွင်မှုလို့တန်တရားဝင်ခဲ့ကြပြီမဲ့ပုံရဟမင်းကြီးစီလီမန်ရဲ့ကောင်းချီးပေးမှုနောက်ပိုင်းမှာတော့ဥရောပတခွင်မှာကော်ဗီဇာနဲ့မှုလို့ပေါက်လာခဲ့ကြပါတယ်။အင်္ဂလန်နိုင်ငံက Penny University တွေကနေကဘာကျော် Lloyd of London အမကန်ကုမ္ပဏီကြီးစတင်ခဲ့တယ်လို့ပြင်သစ်နိုင်ငံကကော်ဗီဇာနေရာလဲပညာအလင်းရောင်ခင် Deep Alignment နဲ့ပြင်သစ်ဒေါ်လာရဲ့အထွေးခေါ်ဆိုင်ရာဘိုလ်ကျမတွေဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာအချင်းချုပ်ပြောရမယ်ဆိုရင်ကော်ဖီမထွန်းကားမီဥရောပရဲ့လူမှုစုဝေးရာဒီကနေရာတွေဟာရက်ဘီယာရောင်းချတဲ့ရက်ဆိုင်တွေပဲဖြစ်ပါတယ်။အရက်ကညံကိုထိုင်မိုင်းစီပြီးအငင်းပွားမှုတွေကိုဖြစ်စေနိုင်ချိန်မှာကော်ဖီကညံကိုကြီးလင်းစေပြီးနိုးချစေတဲ့အစွမ်းရှိခဲ့ပါတယ်။ဒီချက်ကြောင့်16 18ရာစုတွေမှာပေါ်ပေါက်လာတဲ့ကော်ဖီဆန်တွေဟာလူဒန်းစားအလွာဆောင်ကလူတွေအေးအေးဆေးဆေးတွေ့ဆုံပြီးအရေးကြီးတဲ့ကိစ္စရက်တွေကိုအလေးအနက်ထားဆွေးနွေးနိုင်တယ်။ Sova Fabulous Via ညံကြီးလင်းရာလူမှုနေရာတစ်တစ်ခုကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကော်ဖီတစ်ခွက်ဖို့တဖဲနီးနဲ့ဝင်ရောက်နိုင်တဲ့ဒီဆိုင်တွေမှာနောက်ဆုံးထုတ်သတင်းစာနိုင်ငံရေးစာဆောင်တိတ်ပန်ချာနယ်တွေကိုအလွယ်တကူဖတ်ရှုနိုင်ပြီးပညာတတ်တွေ၊ကုန်တယ်တွေ၊နိုင်ငံရေးသမားတွေရဲ့စကားဝိုင်းကိုနားထောင်နိုင်တာကြောင့်ဖန်နီယူနီဘာစီလိုအမည်တွင်ခဲ့ပါတယ်။ဒီလိုလွတ်လပ်စွာသတင်းချက်လက်စီးစင်းမှုနဲ့ပညာရှင်တွေရဲ့ညှင်းခုန်ဆွေးနွေးမှုကပဲဘရင်စနစ်နဲ့ဘာသာရေးအယူဝါဒအဟောင်းတွေကိုမေးခွန်းထုတ်တဲ့ညံအလင်းခင်အတွေးခေါ်ဆိုင်ရာမေးလင်းမှုကြီးဖြစ်ခဲ့ပြီးခေတ်သစ်တိတ်ပန်နဲ့ဒီမိုကရေစီအတွေးခေါ်တွေကိုဝေဖွာပေးခဲ့ပါတယ်။စီဝိုင်းဘက်မှာလည်းကော်ဖီဆိုင်တွေကအပြောင်းအလဲတွေဖြစ်စေခဲ့ပါတယ်။ ထင်ရှားဆုံးဥပမာကတော့ a twilight ရဲ့ coffee ဆိုင်မှာသူဆိုင်ဟာပင်လယ်ပြင်တမောတွေရဲ့ခီးစဉ်ပင်လယ်ပြင်အခြေအနေနဲ့ကုန်တယ်မှုသတင်းတွေအတွက်အယုံကြည်ရဆုံးဗဟုဒါနဖြစ်လာခဲ့ပါတယ်ဒီလိုတိကျတဲ့သတင်းအချက်အလက်တွေပေါ်အခြေခံပြီးကုန်တယ်တွေနဲ့ယင်းနှုတ်နံသူတွေဟာတင်မောနဲ့ကုန်စီတွေရဲ့တံပိုးကိုတစ်ချက်ကအချင်းချင်းအာမခံပေးတဲ့ anna riding snake ကိုတီထွင်ခဲ့ကြပါတယ်ဒီ snake ကနေပဲယနေ့ကမ္ဘာအကြီးဆုံးအာမခံဇီဝဖြစ်တဲ့ lion of london ပေါ်ပွားလာခဲ့တာပါဥရောပမှာကော်ဖီတောက်သုံးမှုဟာဈေးငန်းပစ္စည်းတစ်ခုအဖြစ်ကနေနေစဉ်လိုအပ်ချက်တစ်ခုအဖြစ်လှည့်မြန်စွာပြောင်းလဲလာခဲ့ပါတယ် ဒီလိုအဆုံးမရှိတဲ့ coffee value ကိုဖြည့်ဆည်းဖို့အတွက်သူရောဘကိုလိုနီနယ်ချဲ့တွေကသူတို့ရဲ့ကဘာတက်ကကိုလိုနီနယ်မျိုးစီကိုမျက်စိကျလာခဲ့ကြပါတယ်။ပြင်သစ်တို့ရဲ့ Saint Domingue ဒီနေ့ခေတ်မှာတော့ Haiti နိုင်ငံ Dutch တို့ရဲ့ Suriname နဲ့နောက်ပိုင်းမှာ Portuguese တို့ရဲ့ Brazil နိုင်ငံတို့က coffee စိုက်ပျိုးဖို့အကောင်းဆုံးနေရာတွေဖြစ်လာခဲ့ကြပါတယ်။ဒါပေမဲ့ coffee စိုက်ပျိုးရေးကအလွန်ပင်ပန်းပြီးလူရင်းအများပြားလိုတဲ့လုပ်ငန်းဖြစ်ပါတယ်။ဥရောပသားတွေကဒီလိုအားကိုအလကားရဖို့အတွက် Africa တိုက်ကနေလူတန်းပေါင်းများစွာကိုရက်စက်စွာဖမ်းဆီးပြီးအတလန်တိတ်သမုဒ္ဒရာကိုဖျက်ကကျုံဖြစ်ခေါ်ဆောင်လာခဲ့ကြပါတယ်။ ၁၈ရာစုမှာစိတ်ဒိုမင်ဟာကမ္ဘာကော်ဖီတဝက်နီးပါးကိုထိုးလို့တဲ့အဓိကနေရာဖြစ်ခဲ့ပြီးဒီထိုးလို့မှုအားလုံးဟာ RV ကကျွန်းတွေရဲ့ချွေးတွေသွေးတွေပေါ်မှာတိဆောက်ထားခဲ့တာပါကျွန်းတွေဟာနေထွက်ချိန်ကနေနေဝင်ချိန်ထိနားရက်မရှိရက်စက်တဲ့နှိမ့်ဆက်မှုတွေကြောင့်မှလှုပ်လှုပ်ခဲ့ကြရပါတယ်ဒါကြောင့်သူတို့ရဲ့ပြင်းပြတတန်ဟာစိုက်ခင်းကိုရောက်ပြီး9နှစ်ခန့်သာရှိခဲ့ကြပါတယ်၁၉ရာစုမှာတော့ဘရာဇီးနိုင်ငံကကမ္ဘာအကြီးဆုံးကော်ဖီထိုးလို့တဲ့နေရာဖြစ်လာခဲ့ပါတယ် 1820ခုနှစ်များမှာကျွန်းစနစ်ဖြစ်သိမ်းတဲ့1888ခုနှစ်ထိဘရာဇီးနိုင်ငံကအာဖရိကကျွန်းတစ်သမ5ဒန်းကျော်ကို coffee site ခင်းတွေမှာအလုပ်လုပ်ဖို့အတွက်တင်သွင်းခဲ့ပါတယ်။ဥရောပက covid တစ်ခွဲရဲ့ဇိမ်ကြောင်းမူတိုင်းဟာအမေရိကတိုက်က site ခင်းတွေကလူသားတယောက်ရဲ့နာကျင်မှုနဲ့ဓာတ်ရိုက်အချိုးကျနေခဲ့တာပါ။19ရာစုနောက်ပိုင်းမှာကျွန်းစနစ်ကိုတရားဝင်ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ coffee ထုတ်လို့မှုကရပ်တန့်သွားခဲ့လားဆိုတော့မဟုတ်ခဲ့ပါဘူး။စိုက်ခင်းပါရှင်ကြီးတွေကကျွန်းစနစ်နေရာမှာအစာထိုးဖို့အတွက်ပုံစံတစ်ခေါင်းပုံဖြတ်မှုတွေကိုတီထွင်ခဲ့ကြပါတယ်။ သူတို့ဟာအိန္ဒိယတရုတ်နဲ့တခြားအာရှနိုင်ငံတွေကဆင်းရဲနှုန်းမတဲ့အလို့သမားတွေကိုစာချုပ်နဲ့နှိရှင်ငှားရမ်းတဲ့စနစ်ကိုအသုံးပြုခဲ့ကြပါတယ်။ဒီအလို့သမားတွေဟာကျွန်းနေမဟုတ်တော့ဘူးဆိုပေမဲ့အကျွေးနဲ့ချီနှောင်ခံထားကြရပြီးကျွန်းနေလိုပဲဆိုးရတဲ့အခြေအနေအောက်မှာလှုပ်လှုပ်ခဲ့ကြရပါတယ်။အဲဒါကြောင့်ကျွန်းစနစ်ဟာပုံစံတစ်မျိုးပြောင်းပြီးဆက်လက်တည်ရှိခဲ့တယ်လို့တော့ဆိုနိုင်ပါတယ်။ ဒီနေ့ကျွန်တော်တောက်သုံးနေတဲ့ coffee တစ်ခွက်ကအီသီယိုးပီးယားတောင်ကုန်းလေးတွေပေါ်ကနီယောင်အသီးလေးတစ်လုံးဖြစ်ကနေအာရဗ်ကဘာရဲ့ပညာရှင်တွေ၊ဥရောပရဲ့တော်လှန်ရေးသမားတွေနောက်ဆုံးကဘာကိုဖြတ်သန်းခဲ့တဲ့ရေတက်အရာရှိတူရဲ့စွန်းစားကန်းတွေကြီးမှားရဲ့စာမျက်နှာပေါင်းများစွာကိုဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီခီလန်းရဲ့အစိပ်ပိုင်းတွေကတန်းနဲ့ရှိတဲ့လူသားတွေရဲ့ချွေးတွေ၊သွေးတွေ၊မျက်ရည်တွေနဲ့ရေးသားခဲ့တဲ့ဆိုတဲ့အားသီးတဲ့အမှန်တရားကိုတော့ကျွန်တော်တို့မျက်ကွယ်ပြုလို့မရပါဘူး။အကြောင်းနောက်တစ်ခါ အိစီရိုအနေနဲ့ကော်ဗီဒုက္ခကိုတောက်တဲ့အခါမှာဒီအထဲမှာပျော်ဝင်နေတဲ့ချိုးမြင့်မှုခါတမှုနဲ့မှားရဲ့အငွေ့သက်ပေါင်းကိုအမှတ်ရလိုက်ပါအောင်လို့တင်ပြလိုက်ရပါတယ်။